တို့တူဒီလိုနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးရောက်ပြရောက်တာရှောက်လွှာကိစ္စသင်တန်းကိစ္စပညာရေးကိစ္စတွေအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့ရည်သက်တော်တွေကိုအစာကျွေးပြီးဆူတောင်းလိုက်ပါဒီအစီအစဉ်ကိုဗီနီယာရီယာမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့ အောင်ထူးဆန်းဗီရင်ရေရာကန်းကအ धिक အကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီအစည်းအဝေးကိုစဉ်ဆက်တိုက်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခွန်ရဲတိုင်းများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးတော့ဒီအစည်းအဝေးရဲ့ရေရာကုသိုလ်တွေကိုလိုက်ပါဆောင်ရွက်ခြင်းအပြင်အကျိုးထူးအနန္တရှိကြပါစေခင်ဗျာ2025ခုနှစ်အောက်တိုဘာလ30ရက်ဒီနေ့ကျန်းသာပြည်နေအတွက်ခွန်ရဲသားမီးအားလုံးတို့အတွက် numerology ကဏ္ဍပင်ရင်ဟောခဲ့ရရနာဘုံငိမ့်ထိုက်တဲ့နေ့တို့ဒိဗယ်ရပါတယ်လာသာဝင်ငွေရသလိုမျိုး မုံဘိုးရတဲ့လူမျိုးထီပေါက်တဲ့လူမျိုးငွေလက်ဆောင်ရတာအခွင့်အရေးရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဒီလိုနေ့မှာယရနာပစ္စည်းလျှက်စပစ္စည်းအဖို့တန်ပစ္စည်းတွေအပြောင်းလဲအသစ်ဖြစ်မယ်လူရင်းမိတ်ဆွေရင်းနဲ့စကားဆင်ပြေဖြစ်တတ်တယ်အလုပ်ကိစ္စတွေအားလုံးကတော့ပြင်းလဲသွားမယ်အလုပ်ကံနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းတွေလည်းရမယ်အရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံရမှာပြောဆိုရမှာညှိနှိုင်းရမှာရှိရဆိုရင်တော့တပြေညွန့်လေးတညွန့်ကိုရင်းမွေးစွပြီးအဲ့ထဲမှာဆောင်းနှားခြင်းအပြင်လူကြီးနဲ့ပြောဆိုတွေ့ဆုံရသောကိစ္စများအားလုံး အောင်မြင်သွားပါလိမ့်မယ်။တို့တူဒီလိုနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးရောက်ပဲရောက်သွား။ရှောက်လွှာကိစ္စသင်တန်းကိစ္စပညာရေးကိစ္စတွေအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့ရည်သက်တော်ဝါတွေအစာကျွေးပြီးဆူတောင်းလိုက်ပါ။ဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးယတနာတွေအတွက်ကတော့မာဘုတ်ဗေနနိယဇာတာပရိနိဘောအဓိပတိဘောဇာတာရှင်များဖြစ်ကြပါတယ်။ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေရလမ်းညွှန်မယ်ဆိုရင်တော့ငှက်သက်စိတ်သို့မဟုတ်ငါးသက်စိတ်လွတ်ပြီးဒီနေ့မွေးနေ့ကုသိုလ်လုပ်လိုက်ကြပါ။ အကျိုးပေးစုမှုကဏ္ဍကတော့တိကဏ္ဍ၉ကဏ္ဍဖြစ်ပြီးငွေကန်ကောင်းမှုလို့တွက်ဆိုရင်တော့ငပြောသီးမဲ့၃လုံးစွန့်ကန်ဖုန်းကြီးကိုလောင်းလှလိုက်ကြပါဈေးကော်လက်ကော်ရေရံဖြစ်ကတော့ဆိုင်ရှိမျက်နှာတက်တယ်ကိုမျက်နှာမူပြီးငပြောသီးမဲ့ဆိုင်ဈေးရောင်းကောင်းမှုဆူတောင်းလိုက်ပါအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်ကလည်းငပြောသီးမဲ့လေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အောင်မြင်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူရှိရဆိုရင်လည်းအမှုကြုံသူရဲ့အမိကိုငပြောသီးအစိမ့်မှရေးပြီးညနေပိုင်းရေစည်းကိုမျောပလိုက်ပါခင်ဗျာ ကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ဓာတ်စာဖြစ်နေယူနေမှာငပြောသီးမှန်လေးအနှဲငယ်စတိစားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးရေးမေတ္တာရေးအိမ်တော်ရေးအစီအပြေဖို့အတွက်ကတော့နီးစပ်တဲ့ကလေးတယောက်ကိုရေခဲမုတ်လက်ဆောင်ပေးလိုက်ပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မပြတ်နေ့စဉ်ကြည့်ရှုနေကြတဲ့ခွန်ရဲ့သားမြတ်အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာ၍လူရဆန္ဒပြကြပါစေခင်ဗျာ